အားလုံးပဲ Merry Christmas and Happy New Year ပါနော်ဒီနေ့အတွက်တော့နှုတ်စိမ်အုံနှုတ်ကြောက်ချော်လေးကိုထိုးပြมาဖြစ်ပါတယ်။များသောအားဖြင့်ကြောက်ချော်ထိုးတဲ့အခါမှာလေးနှစ်လွာလေးတွေထိုးတက်ကြပါတယ်။ရည်နဲ့ချစ်ချိုလေးအကြည့်လေးတလွာရဲ့အုံနှုတ်တလွာရဲ့ပေါ့နော်။ဒါပေမဲ့အုံနှုတ်အလွာကိုပဲပို့ပြီးတော့အရသာရှိတဲ့ပို့ပြီးကြိုက်ကြတဲ့မိတ်ဆွေများအတွက်ဒီတလွာထဲပေါ်တာကိုဘယ်လိုထိုးလဲဆိုတာထိုးပြပါမယ်နော်။ ဒါကတော့အဓိကကြားတဲ့အာဂါဖောက်တော်ပါပြီးရနဲ့နှုတ်စိမ့်တပူလိုအပ်မယ်အုံနှုတ်တပူလိုအပ်မယ်သကြားလိုအပ်မယ်စားလိုအပ်မယ်ပစ္စည်းကတော့စုစုပေါင်း၅မျိုးလိုအပ်တယ်ဒီ၅မျိုးထဲနဲ့အချို့တပန်းရမယ်ပေါ့နော်မဟုတ်အချို့တပန်းရမယ်ဆိုတော့စားလိုက်ကြရအောင်နော်ဒါကတော့အုံနှုတ်တပူနဲ့နှုတ်စိမ့်တပူနော်ဖောက်မယ်နော် ောက်တဲ့အခါမှာလေဒီလိုလေးပစ္စည်းရှိလို့ရှင်တော့ဖောက်ရတာပိုလွယ်တယ်ပေါ့နော်အကယ်၍ကို့မှာဖောက်တဲ့ပစ္စည်းမရှိဘူးဆိုလို့ရှင်ဒါလေးနဲ့ဂယုတစိုက်လေးဖောက်ပေးပါနော်နှုတ်စိမ်းကလေစိတ်တဲ့ရတာလေးကို ပေးတဲ့အတွက်ကြောင့်နှုတ်စိမ်းကိုတပူးရွေးချယ်တယ်အကယ်လို့ကိုကနှုတ်စိမ်းမကြိုက်ဘူးအုံနှုတ်ရွယ်ကြိုက်မယ်ဆိုလို့ရှင်အုံနှုတ်နှစ်ဘူးထည့်ပြီးတော့ထိုးလို့ရတယ်နော်ဒီထဲမှာအဲ့အချိုးစားကတော့တူတူပါပဲနော် ဒါကတော့အုံတို့ကြိုက်တဲ့တစိ့အသုံးပြုပါကိုနှစ်သက်တဲ့တစိ့ကိုအသုံးပြုကြပါနော်။အိုးကြီးကြီးတစ်လုံးလိုအပ်မယ်။အဲ့ဒါကိုဒီအုံတို့တဘူးလုံးထည့်လိုက်ပါမယ်နော်။မကတ်တဲ့အိုးကိုဂယူဆိုင်ပြီးတော့ရွေးချယ်ပေးပါနော်။နောက်ထပ်တစ်မျိုးအနေနဲ့ကတော့နှုတ်စိမ့်နော်။နိုဇိန်ကိုလည်းတဘူးအပြည့်ထည့်လိုက်မယ်နော်နိုဇိန်နဲ့ဒီအုံနိုးနဲ့ကသူ့ရဲ့ဘူးပါဝင်တာကတော့ အတူတူပဲเนาะသူတို့သူတို့ရဲ့အမောင့်ကအတူတူပဲပြီးလို့ရှိရင်ဒီနို့စိန်ဘူးဖြစ်ဖြစ်ဒီအုံးနို့ဘူးနဲ့ပဲဖြစ်ဖြစ်ရေ6ခွက်ကိုချိန်ပြီးတော့ထည့်ပေးရပါမယ်เนาะ6ခွက်เนาะဒီအာဂါအာဂါပေါဒါတစ်ထုပ်ကရေ6ခွက်ရဲ့နို့စိန်တဘူးရဲ့အုံးနို့တဘူးရဲ့ရတယ်เนาะပြီးလို့ရှိရင်စားကို ထမင်းစားစွန်းမပြေတပြေလေးထဲပါမယ်เนาะစားလို့အပ်တယ်เนาะအဲ့ဒါမှသူကအရသာကိုပူဆွဲဆောင်ပါ တကြားတကြားကိုကြတော့လေခုကနာချိန်နဲ့ခွက်ပဲเนาะအဒီ노စိန်ခွက်တော့မဟုတ်အုံနှုတ်ခွက်ကိုပဲတဝက်ပြန်ထည့်မယ်เนาะဒါကတော့အချိုကတော့အနေတော်လေးပဲအရန်ကြီးမပေါ့ဘူးအရန်ကြီးလည်းမချိုနေဘူးဒါပေမဲ့ကိုကအရန်ကြီးချိုတာစားချင်လို့ရှိရင်တဘူးစာထည့်လို့ရပါတယ်เนาะဒါအချိုကတော့ကိုယ့်ရဲ့သဘောအတိုင်းပဲအဲ့ဒါကိုတေချာလေးမှွေမယ်မီးဖို့ပေါ်မတင်ခင်1မိနစ်လောက်ကြည်အောင်လေးဂျူးဆိုင်ပြီးမှွေပေးပါเนาะ ါကတော့ဒီကြောက်ချောရဲ့ဖောက်တယ်ပေါ့နော်ဒီအမုတ်ကိုအသုံးပြုမှာမီးဖို့ဘောတင်လိုက်ပါပြီနော်မီးဖို့ဘောတင်လို့ရှိရင်မီးကိုအချိန်နည်းနည်းမြင့်တာလေးကိုအသုံးပြုပါမယ်နော်အဲ့ဒါကိုအဆက်မပြတ်မှွေရပါမယ်ဒီအုံနှုတ်ကလည်းကတ်လို့ပြောတဲ့အမျိုးအစားနှုတ်စိမ်းကလည်းနှုတ်ဆိုတော့တူးမြန်တဲ့အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်အဆက်မပြတ်မှွေပေးပါစူလာပြီးဆိုလို့ရှိရင်သူကမလိုင်လေးတွေစတတ်ပါမယ်နော် မလိုင်လေးတွေတက်ပြီဆိုလို့ရှိရင်ဒီအားကဖောက်တဲ့အမုတ်ကိုဘယ်လိုထည့်ရမလဲဆိုတာကိုသေချာလေးကြည့်ပေးပါခွက်လေးတစ်လုံးထဲကိုအမုတ်ကိုထည့်လိုက်မယ်ပြီးလို့ရှိရင်ရေပူပူလေးနော်သူ့ရဲ့အရေပူပူလေးနဲ့ပဲပြန်ပြီးဖြော်ပြီးတော့ထည့်မယ်နော်ဒီအတိုင်းသွားမလောင်းထည့်နဲ့နော်ဒီအတိုင်းလောင်းထည့်လိုက်လို့ရှိရင်လေသူကလည်းခဲပြီးတော့တချို့နေရာကြာလို့ရှိရင်မနှက်မဆက်ရင်ဖြစ်ကုန်တယ်နော်အဲဆိုရေကလည်းအရန်ပူနေတဲ့အတွက်ကြောင့် သူ့ကိုပျော်အောင်တိတိကျကျဖြော်ပြီးမှထည့်ပေးပါလို့အကြံပေးခြင်းတယ်နော်အဲ့ဒါမှကိုလိုချင်တဲ့ပုံစံလှလှလေးရမယ်ပေါ့နော်သူအဲ့ဒါကိုတိတိကျကျလေးဖြော်ပြီးတော့ထည့်ပဲထည့်ရင်းမွေမယ်နော်ဒီဟာကြတော့လေအရင်ကြီးမွေရတယ်ဘာလို့ဆိုခဏခဏလည်းမွေရတယ်ကြောက်ချောကတူးလို့လည်းမရဘူးသူ့ကိုကြည်ကြင်းရင်တော့မွေစရာမလို့နည်းနည်းလေးအဲ့လိုမျိုးပေါ့နော်ဖြည်းဖြည်းလေးမွေပေးပါအဲ့လိုဆိုလို့ရှိရင်တော့ရပါပြီနော် အဲ့ဒါကိုဇွန်ကတူနေတော့အားမရတော့ရောင်မရှိနဲ့လဲရောမှုေပါတယ်။သူ့ရဲ့မှုေချိန်ကအကုန်လုံးဆိုလို့ရှိရင်တော့နော်ခဲသွားပြီးတဲ့အထိဆိုမိနစ်30လောက်တော့ကြာတယ်။ဒါပေမဲ့နည်း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 စီခဏခဏမှုေပေးပါနော်။ဟိုဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းဒီလိုအဆက်မပြတ်ကြီးပဲတစ်ချိန်လုံးကြီးတော့လည်းမှုေစရာမလိုဘူးပေါ့နော်။ဒီလိုမျိုးစူပွက်လာပြီးဆိုလို့ရှိရင်တော့10မိနစ်တိတိမှုေပြီးတော့ပေးစုပါနော်။အဲ့ဒါမှဒီအာကဖောက်တဲ့အမုတ်ကပို့ပြီးတော့လည်း ခဲအောင်ဆိုပြီးသူကအလုပ်လုပ်ပေးတာဖြစ်ပါတယ်နော်အဲ့ဒီအတွက်ကြောင့်တေးသေးချာချာလေးမွေပေးမယ်မီးလေးကလည်းသူ့ဘာသူပဲနော်ပွတ်ပွတ်ဆူနေတာသူ့ဘာသူခဲခန်းနေဆိုလို့ရှိရင်အချိန်ကြကြသွားတာကိုတတိပြုကြည့်လိုက်နော်အဲ့ဒါကိုအချိန်လေးဖြည်းဖြည်းချင်းကြာလာပြီဆို10မိနစ်ပြည့်တာနဲ့ကိုလိုချင်တဲ့ခွက်ပုံစံဗန်းပုံစံပကံပုံစံထဲကိုထည့်ပြီးတော့အေးခံရမယ်ဗောနော်ဒါကတော့ခဏလေးကြာလို့ရှိရင်တော့ ခဲ့ပါမယ်နော်ဒါတော့အေးခံဖို့အချိန်ရပြီပေါ့နော်မီပိတ်လိုက်တဲ့အချိန်မှာအာဒါဆန်လို့ရှင်မီကကြီးလိုက်ပါနော်ပပွက်ဆူနေတာကအချိန်ဖြည်းဖြည်းချင်းစီညော့သွားတယ်ဒီလို၄ထောက်ပကံနဲ့ကြတော့လေပိုအဆင်ပြေတယ်လို့ထင်လို့၄ထောက်ပကံအသုံးပြုတယ်ကိုမ၄ဒောက်ပုဂံမရှိဘူးအဝိုင်းပုဂံနေအဓိကကျတော့ဖန်တွေကိုကြွေတွေကိုအသုံးပြုเนาะကော်တွေနဲ့မလုပ်ပါနဲ့အရန်ပူပါတယ်เนาะလောင်တက်လို့ပါ ဒါကတော့ဒီလို့ခွက်၄ထောက်ထဲမှာတချို့ကတော့ထည့်ပြလိုက်တယ်ပေါ့နော်ဒါလေးကတော့ဘလောက်ပဲထူထူနှလွာမဖြစ်ဘူးဆိုတော့ပြချင်လို့နော်ဒီဘန်းကြတော့သူကတိန်တယ်တိန်တဲ့အတွက်ကြောင့်သူကတော့ဘလို့ပဲဖြစ်ဖြစ်တလွာပဲပေါ်မယ်လို့ထင်ကြတယ်အဲ့ဒါကြောင့်နှမျိုးစလုံးလှုပ်ပြလိုက်တယ်ဟိုမြင့်တဲ့အဲ့လိုဇလားဖြစ်ပါစေနော်လေးတောက်ခွက်ဖြစ်ပါစေသူကတလွာပဲပေါ်တဲ့အကြောင်းကိုပြချင်လို့နော်ဒီလိုရှင်ဒီ ပူပေါင်းလေးတွေကိုဇိုးလေးနဲ့သွားထိလိုက်သွားဆိုလို့ရှိရင်ကွဲသွားပြီးတော့ဒီညညာသွားတယ်ပေါ့နော်မိနစ်30လောက်ဆိုလို့ရှိရင်ကင်ကြည့်လိုက်ပါမကင်ခင်လက်ကိုတေချာဆေးပါနော်ပြီးလို့ရှိရင်ကို့မှာဓာဓာကလေဒီလိုဓာတတုံလေးနဲ့ဆိုတော့ပူလှတာပေါ့နော်မရှိရင်လည်းဓာရိုးရိုးဓာလေးနဲ့လည်းလီးလို့ရပါတယ်နော်အဲ့ဒါကိုတေချာလေးစိတ်ရှိလက်ရှိလေးပေါ့နော် တည်တည်ချာချာလေးလီးပေးပါပြီးလို့ရှိရင်တမောင်းထုတ်လိုက်နော်အဲ့ဒီထောက်ကတမောင်းကိုထုတ်လိုက်မယ်ထုတ်ပြီးလို့ရှိရင်ကိုယ့်ရဲ့စိတ်ကြိုက်အတုံးကိုလီးပါလေးထောက်ပဲလိုချင်အဆောင်ကလေးပဲနော်အဲ့လိုမျိုးလေးလိုချင်ကြိုက်တယ်လို့လီးလို့ရပါဒီကြောက်ချောကလေဘာပွဲမဆိုလို့ရှိရင်ယူသွားလို့ရှိရင်လည်းအရန်နဲ့အဆင်ပြေလဲလှုပ်ရတာလည်းအရန်လွယ်ပါတယ်နော် Christmas ပွဲလား New Year ပွဲလားမင်္ဂလာဆောင်ပွဲလားမွေးနေ့ပွဲလားအကုန်လုံး အချိုပွဲအတွက်ဆိုအရန်လဲလွယ်ကူတယ်ပစ္စည်းလည်းမများဘူးပြီးလို့ရှိရင်စားရတာလည်းဟိုအသက်ငယ်လည်းကြိုက်တယ်လူကြီးတွေလည်းကြိုက်တယ်အသက်အရွယ်မရွေးဘူးပေါ့နော်ဒီကြောက်ချောကိုတော့ကြိုက်ကြတယ်အဲ့ဒါကိုအချိုကတော့ကိုလူချင်းတလောက်အချိုကဲလို့ရတယ်အချိုကိုလျှော့လို့ရပါတယ်နော်ဒါကတော့ကြောက်ချောထိုးလို့ပြီးပါပြီနော်ဒါကိုကိုလူချင်းတဲ့ပုံစံလေးဖြတ်ပြီးတော့စားလို့ရပါပြီနော်သူ့ကိုလေ အဲ့လိုမျိုးကြောက်ချော jelly drain ပုံစံလိုလဲလှောက်တောက်လို့ရတယ်เนาะဒီကြောက်ချော ਨੇ အဲ့ဒီ jelly drain လောက်တဲ့နည်းကိုကြာတော့နောက်ထပ်ဗီဒီယိုနောက်တစ်ခါမှပြန်တင်ပေးပါမယ်เนาะအရန်ရှည်သွားမှာမို့လို့ပါเนาะဒါကတော့ကြောက်ချော်အရန်လက်စားလို့ကောင်းတယ်เนาะဗီဒီယိုကိုကြည့်ပြီးတဲ့အတွက်အားကျေးဇူးတင်တယ်เนาะနောက်ထပ်ဗီဒီယိုမှာ ပြန်ဆုံကြပါမယ်အကယ်၍ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်တခါတည်းလှုပ်သွားလိုက်ပါနော် like and share လေးလည်းလှုပ်ပေးဖို့မမေ့ပါနဲ့နော် ကြည့်ရှုပြီးသူအားလုံးကိုကျေးဇူးအရန်တင်ပါတယ် bye bye